ကားရိုမီရိုရေအလုံးမင်္ဂလာပါဆရာတော် KG English ကိုသင်တဲ့ဆရာဖုန်းတန်းစင်တွင်ဖြစ်ပါတယ်ကဲတာရိုသမီးတို့ရေဆရာတို့ဒီတစ်ခါသင်ခန်းစာမှာကြတော့ဆရာတို့ကဘာကိုလေ့လာကြမလဲဆိုတော့เนาะဆရာတို့အရှေ့အသင်ခန်းစာတွေမှာဆရာတို့က basic writing ပေါ့เนาะတာရိုသမီးတို့တကယ်ကိုအခြေခံကြတဲ့ဒါလေးကြီးဘယ်လိုရေးရမလဲလေ့ကျင့်ခန်းလေးကိုဆရာတို့အတူတူတာရိုသမီးတို့နဲ့လေ့ကျင့်ပြီးသွားပြီเนาะကဲဒါဆိုရင်ဒီလေ့ကျင့်ခန်းလေးလေ့ကျင့်ပြီးသွားပြီဆိုတော့ဒီတစ်ခါတကယ်ဆရာတို့ ABC စပြီးရော အေးကြီးကြရင်မကောင်းလားကဲဒါဆိုရင်အရာကိုစိတ်ဝင်စားဖို့ကောင်းအောင်နော်ဒါတို့သူတို့ ABCD ဇာတ်ရုပ်စပြီးတော့ရေးကြမယ်ဆိုတော့ရေးလို့ရှိရင်ဇာတ်ရုပ်ကအခုနော်ဒါဘယ်လိုသွားမလဲဆိုတော့နော်ဇာတ်ကဒါတို့သူတို့အရှိန်နေရေးပြမယ်ဒါတို့သူတို့ကဇာတ်ရေးတဲ့အတိုင်းလိုက်ပြီးတော့ရေးကြမယ်နော်ဇာတ်ရုပ် ABCD ရေးတဲ့အခါမှာရေးချင်တိုင်းလျှောက်ပြီးရေးလို့မှမရတာနော်သူ့ရေးရတဲ့ပုံစံလေးသူ့ရဲ့နီလန်းလေးဟုတ်တယ်မလားရှိတယ်နော် ဒါ ABCD ရေးလို့ချင်းဘယ်လိုစပြီးရေးရမလဲเนาะဘယ်လိုလေးဝိုက်ရမလဲเนาะဒါလေးတွေကသူ့ရဲ့နီးလန်းတဲ့သူရှိတယ်ဆိုတော့ဒါလေးတွေတက်ထားမှသာလျှင်တာဝန်သူတို့တကယ် ABCD ရေးလို့ချင်းမမှန်ကန်ကန်လေးထွက်လာမယ်เนาะလက်လာလေးတွေထွက်လာမယ်တည်တည်တတ်တတ်လေးထွက်လာမှာပေါ့ကဲဒါဆိုတာဝန်သူတို့ရေး ABCD ကိုဘယ်လိုเนาะဒါစနစ်တကျရေးရမလဲမသိချင်ကြဘူးလားကဲတည်ခြင်းဆရာနဲ့တူတူဒီနေ့ပဲရေးလိုက်ကြအောင်ကဲဒါဆိုဒါတို့ဆရာတို့အခု ပထမဦးဆုံး၅လုံးကိုဆရာတို့စာရေးကြမှာဆိုတော့အဲ့ဒီ၅လုံးကဘာတွေဖြစ်မလဲဆိုတော့ဆရာတို့ vowels ၅လုံးကဲဒါတို့ပြီးတော့ vowels ၅လုံးကတော့မှတ်မိမယ်လို့ဆရာထင်တယ်เนาะ vowels ဆိုတာဘာလဲဆိုတော့ဆရာတို့အင်္ဂလိပ်စာမှာဒီ၅လုံးကအရေးကြီးတယ်ဆိုပြီးတော့ဆရာအခြေအသင်ခန်းစာတွေတုံးမှာဒါတို့သမီးတို့ကိုပြောပြသွားခဲ့တယ်เนาะဆိုတော့ဒီအရေးကြီးတဲ့ vowels ၅လုံးကိုဆရာတို့အရင်ဒီနေ့စာရေးလိုက်ရင်မကောင်းဘူးလား ကဲဒါဆိုရင်ဒါတို့သမီးတို့ဇာတ်နဲ့တူတူလိုက်ရေးမယ်လက်ထဲမှာခဲတံလေးတွေကင်ထားမယ်စာအုပ်ကလေးတွေကိုယူထားကြပါကဲဒါဆိုရင် vowels ၅လုံးပါတယ်လေ a e i o u ဒီ၅လုံးကိုဆရာတို့ဒီနေ့ပဲရေးလိုက်ကြအောင်ကဲခဲတံလေးတွေကင်ထားပါဟုတ်ပြီကဲဒါဆိုရင်ဆရာတို့အဲ ဒါတို့သမီးတို့သိထားရမှာဆရာတို့အခုန AEIOUD ငါးလုံးကဆရာတို့ရှေ့ရ reading မှာဆရာတို့သင်ပြသွားတာသူ့ရဲ့အတန်တွက်ကလေးတွေရှိတယ်ဆိုတော့အဲ့ဒီအတန်တွက်ကလေးတွေကိုလည်းတွဲပြီးတော့ခေါင်းထဲမှာမှတ်မိနေရမယ်ကဲဒါဆိုလက်ကလေးရေးမယ်သူ့ရဲ့အတန်တွက်ကလေးတွေကိုလည်းပါဇက်ကနေထွက်မယ်ဒါဆိုရင်နှစ်ခုလုံးတွဲပြီးတော့မှတ်မိသွားပြီကဲဟုတ်ပြီဒါဆိုရင်ပထမတစ်လုံးပါလေ A စာရေးလိုက်ကြအောင်ကဲဒါဆို A ရဲ့အတန်တွက်လေးသားတို့သမီးတို့မှတ်မိလားဆရာအရှိမသင်သွားတာ ဘာလိလဲပြောကြည့်ပါမှတ်မိတဲ့လူပြောပါအေးအဲကဲဒါတို့သမီးကတော်လိုက်တာကဲဟုတ်ပြီဒါဆိုရင်ဆရာတို့လက်ကနေရေးမယ်သူ့ရဲ့အတန်ဒရက်ကလေးတွေကိုပါးစပ်ကနေထွက်မယ်ဒါဆိုရင်ဆရာတို့နှစ်မျိုးလုံး reading or writing ရောရသွားပါမယ်ကဲဒါဆိုဒါတို့သမီးတို့ရေးခေတ္တလေးတွေ깟မယ်စရေးလိုက်ကြဆရာရေးပြီနော်အေးဆရာ white တဲ့ပုံသေချာကြည့်နော် ူကရေးကျင်တိုင်းရေးလို့မရဘူးเนาะဒါတော့မျိုးသူရဲ့ရေးတဲ့နီလန်းရှိတယ်။စားရေးပြီ။အေးကဲဒါတော့မျိုးเนาะဒါဆိုရင်ဒါဆရာရေးသွားတာအေးဟုတ်ပြီเนาะဆိုတော့ A ရဲ့အတန်အတွက်ကပါလေအဲကဲဟုတ်ပြီဒါဆိုရင်ဆရာခုနရေးပြသွားတဲ့အတိုင်းဒါတော့မျိုးနောက်တစ်ခါထပ်ပြီးတော့ရေးကြည့်မယ်။ပါလေ လက်ကရေးမယ်ပြီးရင် A ရဲ့အတန်အတွက်ကိုဇာတ်ရုပ်ပါဇက်ကနေပြောမယ်ရေးပြီနော်ဒီတစ်ခါသာရုပ်ပြီးတော့လိုက်ရေးမယ် A A very good ကဲဒါဆိုရင်ဒါဇာတ်ရုပ် A လေးကိုရေးသွားပြီရေးတတ်မယ်လို့ထင်တယ်နော်ကဲဒါဆိုဒီခါ E ကိုသွားလိုက်ကြအောင် E ကိုရေးမယ်ကဲဒါဆိုရင် E ရဲ့အတန်အတွက်က A ဟုတ်ပြီဒါဆိုရင်ပထမဆုံး ရေးမယ်နော်တအားသူမျိုးတို့ဆရာဘယ်လိုရေးလဲသိချာကြည့်နော်အီးစရေးပါပြီကဲတအားသူမျိုးတွေ့ရနော်ဆရာရေးသွားတာအီးရောကဲဒါဆိုတအားသူမျိုးတို့နောက်တစ်ခါထပ်ပြီးရရေးမယ်ပါဇက်ကလည်းအီးရဲ့အတန်အတွက်ကိုထွက်ပြီးရရေးမယ်ကဲတူတူလိုက်ရေးမယ်လာအီးအဲ very good okay ဒါဆိုရင်နောက်တစ်ခါဘာလာမလဲအိုင်ကဲအိုင်လေးကြတော့ဆရာတို့ဘလို့ရေးမလဲကဲဇာတို့ဆရာရေးပြမယ်နော်ကဲအိုင်ကိုဆရာရေးမယ်ပထမဦးဆုံးဒုတ်ချောင်းလေးဆွဲချပြီးရင်အိုင်ရဲ့ခေါင်းပေါ်မှာအဆန်လေးတစ်ခုထည့်မယ်အိုင်ဟုတ်ပြီနော်ဒါတို့ဒီလိုကဲအိုင်ရဲ့အတန်ရွက်ကပါလေအစ်ကဲဒါဆိုနောက်တစ်ခါထပ်ပြီးရေးလိုက်မယ်အိုင် it very good okay ဒါဆို zero တက o o လေးကိုရေးကြည့်မယ် o လေးကြတော့သူကဘလိုလေးလဲ one one လေးဖြစ်နေမှာပေါ့ okay ဒါဆိုဒီ o လေးကိုရေးလို့ရှင်ဒါဆိုပြီးခေါင်းထဲမှာမှတ်ထားမှာကသူကတော့ရေးလို့ရှင် o white လို့ရှင်သူကအောက်ကနေစပြီးတော့မဝိုက်ရဘူးအပေါ်ကနေစပြီးတော့ဝိုက်ရမယ်ဒါလေးကိုခေါင်းထဲမှာမှတ်ထားမယ်ဆရာရေးပြီနော် o အပေါ်ကစပြီးဝိုက်မယ်နော် o ဒါဆိုရင်ဆရာတို့နောက်တစ်ခါထပ်ပြီးသူ့အတန်ဒရက်ကလေးကိုပါပါဇက်ကနေရွတ်ပြီးတော့ကြီးလိုက်ကြ။ဒူလိုက်ရေးမယ်ခဲရန်လေးခိုင်ထားမယ်။အိုး။အော်။ very good ။ကဲဒါဆိုရင်ဆရာတို့ AEIOU မှာနောက်ဆုံးတစ်လုံး U ယူကိုဆရာတို့ရေးကြမယ်။ကဲဒါဆိုဆရာရေးတဲ့လေးကိုတေချာလိုက်ကြည့်နော်။သားတို့သမီးတို့ရေးပြီ။ခိုင်ထားမယ်ခဲရန်ကို။စွဲ့။ ဒါလိုမျိုးတွေ့ရင်တော့ဆရာရေးသွားတာကဲဒါဆိုရင်နောက်တစ်ခါထပ်ပြီးတော့သမီးတို့ရေးလိုက်ကြအောင်အတန်အတွက်လေးပါထွက်မယ်ကဲစားပြီနော်ဆွဲ you ah very good ကဲဒါဆိုဒါတို့သမီးတို့ရေးဆရာတို့အခုလေ့ကျင့်သွားတာက AEIOU ၅လုံးပြီးသွားပါပြီ thank you